SW ကိုစာချုပ်တင်ကြီးစေသာတီတို့မြင်တော့ဖို့စီစဉ်နေတဲ့ Chelsea အားလုံးမင်္ဂလာပါလက်ရှိမှာ Chelsea တင်းရဲ့ပန်းရှင်တွေနဲ့အတင်းရဲ့တာဝန်ရှိသူတွေအပါဝင်နိပြဖွဲ့ဝင်နေရကလပ်မာယိုဘရာဇီးလက်ရေးစင်အတင်းမှာပါတည်ငြိမ်တဲ့ခြေစုံကောင်းတွေကိုပြသနေတဲ့အသက်16နှစ်ရွယ်ဘရာဇီးလူငယ်ချစ်ပွဲ SW ကိုလာမယ့်နှစ်သုံးနှစ်အတွင်းကမ္ဘာကောင်းဆုံးကစားသမားဆေးအုပ်ထက်ကလည်းတူဦးပါဝင်ဖြစ်ကမ္ဘာစစ်တီရောက်လာနိုင်တဲ့ကစားသမားလို့ယောကြည်နေကြတာဖြစ်ပါတယ်ဒါကြောင့်လည်း Chelsea တင်းရဲ့တာဝန်ရှိသူတွေက SW ကိုတခြားသောဥရောပဒေသကလပ်တွေရဲ့မလုံးပေးပြီးခေါ်ယူသွားမှာကိုစိုးရိမ်နေကြတာကြောင့်ကစားသမားရဲ့စာချုပ် က်သင်းကြီးကိုစေသာတိတို့မြတ်တော်ဖို့အတွက်စီစဉ်နေတာဖြစ်ပါတယ် ချေဒီရိုအနေနဲ့ SRBO ကိုဗမာရဲ့အသင်းစီကနေခေါ်ယူခဲ့တော့ကပြောင်းရွှေ့ခြင်းပါဝင်အပေါ်စုခြေတွေနဲ့ကစားသမားတို့တန်းချောက်စကြောပြေးချီခဲ့ရတာပါ။ဒါကြောင့်လက်ရှိမှာအသင်းဘက်ကစီစဉ်နေတဲ့လိုမျိုးစာချုပ်ပြသင်းကြီးကိုစေသာတိတုံ့ပြန်လိုက်မယ်ဆိုရင် SRBO ရဲ့စာချုပ်ပြသင်းကြီးကတန်းချောက်ရကြောသောမှာဖြစ်ပါတယ်။ဒီသတင်းကိုတော့ဘရာဇီးခြေဆိုင်မီဒီယာတွေကနေဖော်ပြတော့ခဲ့တာဖြစ်ပြီးချက်စီပရိသတ်တွေကလည်းအခုလိုမျိုးလွတ်ဆောင်မဲ့ပေါ်အာရဝန်တာနေကြတာပါ။ဘာလို့လဲဆိုတော့လက်ရှိမှာပြသနေတဲ့သူ့ရဲ့ခြေစွမ်းရဆိုရင် SRBO ကိုလိုချင်တဲ့အသင်းတွေအများကြီးပေါ်ထွက်လာမှာမလို့ဖြစ်ပါတယ်။ဒီအသည်မှာချက်စီကိုပြောင်းရွှေ့လာခဲ့တဲ့ဘရာဇီးလူငယ်ခြေပွင့်ကချက်စီမှာ မြေမြေဆန်ဆန်အသားကျပြီးအသက်ရနေမလိုက်တဲ့ခြေစွမ်းတွေကိုပြေသာထားနိုင်ခဲ့တာပါ။ SRBO အနေနဲ့ဒီရစီဂျက်စီးစင်းတို့ကပြိုင်ပွဲဆုံး16ပွဲကစားပြီးချိန်မှာသူငိုလီကိုနဲ့ဂိုဗန်တီမှုတစ်ချိန်ပြုလို့ပေးထားနိုင်ခဲ့တယ်လို့ဘရာဇီးလိုင်းအစ်စရင်အသင်းတွက်လည်းကမ္ဘာ့လာခြေစွမ်းပွဲမှာတကောသွေးယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပြင် SRBO အနေနဲ့ဘရာဇီးသင်းရဲ့ခြေစွမ်းပွဲပွဲစဉ်တွေမှာလည်းအကောင်းဆုံးခြေစွမ်းတွေကိုပြေသာထားနိုင်ခဲ့တာဖြစ်ပြီးသူငိုလီကိုတို့ကိုသွေးယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။